ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ပိုင်းစက်တင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာအထူးမိုးလေဝသအနေနဲ့အာတီတိုက်ဖုန်းမှုန်တိုင်းဘူလိုင်းဟာမြန်မာပြည်ကိုရောက်မဲ့အခြေအနေများနဲ့မုန်တိုင်းမိုးကြီးခြင်းကြောင့်ဆုံးရင်ရမတို့ကြုံလုံနေသောမြေကြီးကြီးခြင်းသတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗိုလ်ဂျူလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာပထမဆုံးအနေနဲ့တိုက်ဖုန်းမှုန်တိုင်းဘူလိုင်းဟာမြန်မာပြည်ပေါ်တက်ရောက်မှုများကိုတင်ပြပေးမှာဖြစ်ပါတယ်တိုက်ဖုန်းဘူလိုင်းခီးလန်းကြောင်းကတော့ လက်ရှိမှာတိုင်ဖုန်မုန်တိုင်းဘူလိုင်းဟာဘူလာခံမှန်းထားတဲ့အတိုင်းဆက်လက်ရွေးရှားနေပါတယ်စက်တင်ဘာလ28ရက်နေ့ညမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးတဲ့နောက်အာရော့သွားကကုန်းတွင်းပိုင်းလီဗီးယားနဲ့ရေဝန်အနေနဲ့အနောက်ပြောက်ဘက်သို့ဆက်လက်ရွေးရှားမှာဖြစ်ပါတယ်အရီမုန်တိုင်းအကျဉ်းချန်နေရာစက်တင်ဘာလ29ရက်နေ့30ရက်နေ့တွေမှာမြန်မာနိုင်ငံအတွင်းဝင်ရောက်လာပြီးရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေအထိဆက်လက်ရွေးရှားနိုင်မယ်လို့ခန့်မှန်းရပါတယ် ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့အလားတူပဲဒီအပိုင်းတွင်မှာဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းမှာလေပြင်းရဲရုံဝန်တစ်ခုဖြစ်ပေါ်လာပြီးမုန်တိုင်းငယ်အဆင့်ထိအားကောင်းလာနိုင်ပေမဲ့အိန္ဒိယနိုင်ငံဘက်ကဆက်လက်ရွေးရှားသွားမယ်လို့ခန့်မှန်းရပါတယ်။မိုးရွာသွန်းမှုတက်ရောက်မှုတွေကတော့တိုင်ဖုန်းဘူလွန်ရဲ့ကျွင်းချန်နဲ့ဘင်္ဂလားပင်လယ်အော်ကမုန်တိုင်းငယ်တို့ရဲ့ပေါင်းဆက်တက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံမှာမိုးရွာသွန်းမှုတွေရှိလာနိုင်ပါတယ်။စက်တင်ဘာလ29ရက်နေ့မှစတေမာလာ30ရက်နေ့အထိ ARD တိုင်းရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ3လက်မှ9လက်မှအထိမိုးရေချိန်ရရှိနိုင်ပါတယ်။ ဒီပြီးတော့အပါဝင်ကြံတိုင်းဒေသကြီးအားလုံးမှာလည်းမိုးအထင်တင်ရွာသွန်းနိုင်ပါတယ်စက်တင်ဘာလ30ရက်နေ့မှာရှမ်းပြည်နယ်တောင်ကြီးမြို့ဝင်းကျင်နဲ့မန္တလေးတိုင်းကြောက်ဆယ်ခရိုင်တို့မှာမိုးအထင်တင်ရွာခြင်းနေရာကွက်ရေမိုးသီးထန်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်မုန်တိုင်းအခြေအနေကတော့တိုင်ဖုန်းမုန်တိုင်းဘူလိုင်ဟာအမြင့်ဆုံး CAT2 တိုင်ဖုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ပေမဲ့ပြီးခဲ့တဲ့စူပါတိုင်ဖုန်းမုန်တိုင်းရာဂါဆာနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့အရွယ်အစားရောလေးတိုင်နှုန်းမှာတိတိတသာအားနည်းကြောင်းတွေ့ရပါတယ် ပင်လယ်ပင်လယ်ဩကလေပြားနက်ရဲဝန်းနဲ့တိုင်ဖွန်းဘူလိုင်းရဲ့အရှိန်တွေကြောင့်စက်တင်ဘာလ29ရက်နေ့နဲ့30ရက်တွေမှာအောက်ပါအခြေအနေတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပင်လယ်ပြင်အန်ရဲရေလုတ်သားများသတိပြုရန်အတွက်ကတော့ပင်လယ်ပြင်မှာလေတိုင်နှုန်းတစ်နာရီကိုမိုင်30ခန်းနဲ့လှိုင်းအမြင့်10ပေအထိရှိနိုင်ပါတယ်။ ARI မုံနဲ့တင်းတဲ့နာရီကန်ရန်တခြားမှရေလုတ်သားများအနေနဲ့လုံခြုံစိတ်ချစေရန်အတွက်ကန်းကိုကြိုတင်ဝင်ရောက်ဖို့အချိန်ယူပြင်ဆင်ထားတင်ပါတယ်။မိုးတီထံမှုအခြေအနေတွေကတော့မြန်မာနိုင်ငံအတွင်းနေရာနှံ့ပြားမှာမိုးတီထံဆောင်ရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာလ29ရက်နေ့30ရက်နေ့48နာရီအတွင်းမှာမိုးရေချိန်၄လက်မမှ6လက်မခန့်အထိရရှိနိုင်ပါတယ်။ဘောတိတံမှုနဲ့ပင်လယ်ラインကြီးမှုအန္တရာယ်အတွက်ပြည်သူများကြိုတင်ပြင်ဆင်ထားကြပါရန်အသိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။နောက်ထပ်ဒီခုကာလမှာဖြစ်ပေါ်နေတဲ့မှုန်တိုင်းတစ်ခုကြောင့်မြန်မာပြည်မိုးပေါ်များလာနိုင်တဲ့အခြေအနေတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။လက်ရှိမိုးလေဝသခန့်မှန်းချက်အရယခုအခါမှာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလေပြင်းနဲ့ရဝန်းနဲ့တောင်တရုတ်ပင်လယ်ပြင်မှာတိုင်ဖွန်းမုန်တိုင်းဘူလိုင်းတို့နှစ်ခုသာအဓိကကြမ်းရှိပါတော့တယ်။ ကောင်းတဲ့သတင်းအနေနဲ့ကတော့နောက်ရက်တွေမှာ BN ဘက်ကိုဝင်ရောက်နိုင်မဲ့တိုင်ဖွန်းဘူလိုင်းဟာအားအနေငယ်ရော့ကျသွားနိုင်တဲ့အတွက်အထူးစိုးရိမ်စရာအခြေအနေမျိုးမရှိတော့ပါဘူး။သတိပြုရမယ့်အချက်ကတော့မုန်တိုင်းတစ်ခုလုံးရဲ့အလဲပုံမှာလေပြင်းအားနယ်မြောင်းနှမ်းတစ်ခုဖြစ်ပေါ်လာပြီးဘင်္ဂလားပင်လယ်ော်ကလေဝေတွေဟာလည်းအားအနေငယ်ပိုကောင်းလာနိုင်ပါတယ်။ဒီအခြေအနေတွေကြောင့်အော်တိုဘာလပထမပတ်ကုန်တဲ့အထိမုန်တိုင်းရဲ့လက်ကျန်မိုးဟာပိုပြီးများလာနိုင်တဲ့အတွက်မိုးအခြေအနေကိုဆက်လက်စောင့်ကြည့်သင့်ပါတယ်။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့မြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာစစ်တောင်းမြေဟာတောင်ကုန်းမြို့မှာစိုးရင်ရေမတ်အောက်10စင်တီမီတာမှာရောက်ရှိနေပြီးနောက်တရက်တွင်စိုးရင်ရေမတ်အထက်သို့ပေဝက်ခန့်ကျော်လွန်ရောက်ရှိနိုင်ပါတယ်တန်လွင်မြေဟာဖမ်းအမြို့မှာစိုးရင်ရေမတ်အောက်တလက်မခန့်မှာရောက်ရှိနေပြီးနောက်တရက်တွင်စိုးရင်ရေမတ်အထက်သို့၃လက်မခန့်ကျော်လွန်ရောက်ရှိနိုင်ပါတယ်တို့ဖြစ်ပါ၏တောင်ကုန်းမြို့နယ်နဲ့ဖမ်းအမြို့နယ်အတွင်းမှာရှိတဲ့ မြေခမ်းဒီနဲ့မြေနေပိုင်းနေထိုင်သူများအနေနဲ့ကြိုတင်သတိပြုနိုင်ပါရန်မြင့်ရင်မြင့်တက်လာဘောကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာ29ရက်6လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းထွာချက်အရမြင့်ရင်အခြေအနေတွေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနာမြေကြီးကမနေ့ကညနေပိုင်း12နာရီအတွင်းပေဝက်နင်းနီခန့်ထက်ကြသွားပါတယ်မြေကြီးနာမြေရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့36.3ဒီဂရီဆယ်စီယက်နဲ့ယနေ့အနေဆုံးပူချိန်ကတော့17.3ဒီဂရီဆယ်စီယက်တို့ဖြစ်ပါရခင်ဗျာ မြေကျဉ်းသားမြေကြီးစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်986စင်တီမီတာ25ဘီခွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ARI မြေထပ်ပိုင်းမှာမိုးအားအသင့်နဲ့ရှိနေပါပဲ။ရပ်ဖန်ရခာ ARI မြေဆုံထပ်ပိုင်းမှာနေရာခွဲရမိုးသီထန်ဆောင်ရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရမှာပြန်လည်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ် ARN မြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေတာများမှာမုတ်တိန်တောင်ဖြစ်ထွန်းမှုအားအသင့်တင့်ရှိနေပါမယ်။ ARN မြို့တစ်လျှောက်နဲ့ချင်းတွဲမြို့တစ်လျှောက်မြကန်းဒီမြင်းနှိမ်ဒေတာများနဲ့မြင်းနူကျွန်းများမှာစိုက်ပျိုးလုံခြုံရေးနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARN မြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ကျင်းဝင်းမြေအခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ခန်းမြေဟာမင်းငါညနေကနေ12နာရီအတွင်းပေဝက်ခတ်ထက်ကြာသွားပါတယ်။မုံရမြေဟာမင်းငါညနေကနေ12နာရီအတွင်း ပေဝက်ခန့်ထက်ကြသွားပါတယ်ချင်းတွင်းမြေအထက်ပိုင်းမှာလက်တလုံးမိုးအားအနှဲငယ်မှအသင့်တင့်ရှိနေပါတယ်ယခုရပိုင်းတွင်ချင်းတွင်းမြေတို့ချောင်းနဲ့မြို့များအလုံးမှာအကြပတ်တူဦးတည်နေပါအောင်ပဲချင်းတွင်းမြေရေတက်ကြပုံမှန်အနေထားခံမှာရှိပါမယ်ဒုက္ကမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာကန်ဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းငင်ကန်ဒီနဲ့မုံရွာမျိုးတို့ရဲ့မြေရေကဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ARI မြေရေအခြေအနေကတော့ဗမော်ရွှေကူကတာထီးချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး6အောင်လန်း ပြည်နဲ့စိတ်သာမျိုးတွေရဲ့မြေဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမြေဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကြားပြတ်မိုးရေကြောင့်အနှဲငယ်ပြန်တက်ခဲ့ရခြင်းဖြစ်ပါတယ်။မကွေးမြေဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကြားပြတ်မိုးရေကြောင့်အနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။ဟင်းသာရမြေဟာတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဇလုံးမြင့်ရာအတက်ကြပ်ရှိရက်တန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ AR မြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန် ဆယ်နိုင်ခွဲချိန်တိုင်းထွာချက်များအရဗင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းကမ်းခြေနီးမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာနောက်ဖက်သို့ရွေ့ရှားခဲ့ပြီးအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းကိုပါပုံးမြို့အနီးမှာဖြတ်ကျော်ကကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ဆက်လက်တည်ရှိနေပါတယ်။အဆိုပါကုန်းတွင်းမုန်တိုင်းငယ်ဟာနောက်ဖက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးအော်ရိတာပြည်နယ်တောင်ပိုင်းနဲ့ချက်တကက်ပြည်နယ်တို့ကိုဆက်လက်ဖြတ်ကျော်နိုင်ကတဖြည်းဖြည်းအားရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလင်းအားကောင်းနေပြီး ကျမ်းမင်္ဂလာပင်လယ်ပေါ်မှာမုတ်တုံလေးအားအသင့်တင့်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုက်ထွာချက်အရဖိလပိုင်ပင်လယ်ပြင်မှာနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းအပူပိုင်းမုန်တိုင်းပူလိုက်ဟာအနောက်နောက်မြောက်တို့ရေရှားခဲ့ပြီးတောင်တရုတ်ပင်လယ်ပြို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းပူလိုက်ဟာအနောက်နောက်မြောက်တို့ဆက်လက်ရေရှားပြီးတိုက်ပွဲမုန်တိုင်းမှာမုန်တိုင်းဖြစ်အားကောင်းလာနိုင်က48နာရီအတွင်းဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေတွေကို အလားတူအပူပိုင်းမုန်တိုင်းဘူးလိုင်းဖြစ်၎င်းနောက်82နှစ်အရွယ်တွင်လာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်ဖြစ်၎င်းဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်မနက်ပြန်မနက်ထိခန့်မှန်းချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျဲမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးတချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ ERB တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ရည်မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမင်းပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟုံးမလင်းမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးအသင့်တင့်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာမိုးအသင့်တင့်ထစ်ချုံရွာပါမယ်။ လိုက်ကွန်မြို့မှာမနေရာကွက်ကြားမိုးထေချုံရွာပါမယ်။ဖယံမြို့မှာမိုးအသင့်တင့်ထေချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးအသင့်တင့်ထေချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးထေချင်ချင်းထေချုံရွာပါမယ်။ကျိုင်းတုံမြို့မှာမိုးထေချင်ချင်းထေချုံရွာပါမယ်ခင်ဗျာ။မိုးဒိတ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့မန္တလေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်ပြစ်ထုမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထီချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုရန်အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြည်တော်ပဲခူးတိုင်းနေသားကြီးတနင်္လာတိုင်းနေသားကြီးကရားပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးပိုလာပါမယ်။နေပြည်တော်နဲ့နေတိုင်းအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ရွာရံရာနှောင့်ပြစ်ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နေတွိုက်အတွက်မနက်ဖြန်မနက်ထိခန့်မှန်းချက်ကတော့ဗိုးတိချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ဗန္ဒလေးမြို့နယ်နေတွိုက်အတွက်မနက်ဖြန်မနက်ထိခန့်မှန်းချက်ကတော့ဗိုးတိချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာတော့ကန်ယုံတန်းတခြားကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်ကြာစဉ်ရေပြင်းမြင့်ပြင်းလေဟာတနိုင်ကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။ လိုက်မြင့်မှာမြမကန်ရောင်းတဲ့တစ်ချောင်းနဲ့ကန်လုံးပင်လည်းပြတို့မှာ10ပေးမှ12ပေးကန်ရှိနိုင်ပါတယ်။ရန်ကုန်မှာနေနေနိုင်ကန်ရောင်းတစ်ချောင်းပင်လည်းပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာနံများမိုးထချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။အမြင့်တာ3မိုင်ကန်နဲ့မိုးရွာစဉ်မိုင်ဝန်းခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်းသုံးဖို့အနောက်တောင်တနအီကိုပင်လည်းမိုင်15မိုင်မှမိုင်20တခါတရံ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းကြီးပြီးလိုင်းမြင့်မှာ10ပေးမှ12ပေးကန်ရှိပါမယ်။ ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတခြားပင်လယ်ပြင်ခီးတွယ်မိုးလေဝသခံမှန်းချက်ကတော့ယနေ့မွန်းတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်နေရာဆိုင်ဆိုင်မိုးထချုံရွာပါမယ်အမြင်တာလေးပိုင်ကမိုးရွာစဉ်တပိုင်ကရှိပါမယ်ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနင်္ဂနွေပင်လယ်ပိုင်း15မိုင်မှ -30 တခါတရံ35မိုင်အထိတက်ခိုင်နေပါတယ်လိုင်းကြီးပြီးလိုင်းမြင့်မှာ7ဘီမှ12ဘီကန်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျအခုတင်ဆက်ပေးတဲ့ဗိုလ်ဂျိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ